ဂါဇာကမ်းမော်ဒေတာကအခြေအနေတွေပိုဆိုးလာနေပါတယ်။အစ္စရေးကမနေ့ညမှာပဲလေကြောင်းတက်ခတ်မှုပြုလုပ်ခဲ့ရအနည်းဆုံးပါလက်စတိုင်းခုနဆက်ခုနဦးသေဆုံးခဲ့ပါတယ်။ပြစ်မှတ်များကဟာမတ်အစောက်အုံများဖြစ်ကြောင်းအစ္စရေးကပြောကြားခဲ့ပါတယ်။အပြစ်အခါရစရေးတဘောတူညီချက်ပြတ်သွားပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုံးဝရပ်တန့်သွားပါပြီ။အစ္စရေးနဲ့ဟာမတ်နှစ်ယောက်စလုံးကတဘောတူညီချက်ကိုချိုးဖောက်မှုအတွက်အပြန်အလှန်ပြစ်တင်နေကြပါတယ်။ ဘောဒီဂျေရဲ့ပထမအဆင့်မှာအနေငယ်အောင်မြင်ခဲ့ပါတယ်။ဟာမတ်စ်ကအစ္စရေးတစ္ဆကန်33ဦးကိုလုပေးခဲ့ပြီးအစ္စရေးရဲ့စစ်ရေးတက်ခတ်မှုတွေကိုရပ်တန့်ခဲ့ပါတယ်။သို့တော်လည်းဒုတိယနဲ့တတိယအဆင့်များအစီအစဉ်ထားတဲ့အချိန်ဖြစ်မလာပါဘူး။ဂျန်နေသေးတဲ့တစ္ဆကန်တွေအားလုံးကိုဟာမတ်စ်တွေကလုပေးဖို့နဲ့အစ္စရေးဟာဂါဇာကမ်းမြောင်းကနေဆုတ်ခွာသွားရမှာဖြစ်ပါတယ်။ဒါပေမဲ့ဂါဇာကမ်းမြောင်းဒေသကိုပြန်လည်တိဆောက်ရန်အစီအစဉ်များရှိခဲ့တော့လဲရင်းအစားတိုက်ပွဲများပြန်လည်စတင်ခဲ့ပါတယ်။ ။ Israel ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့စစ်ရေးအရာထိုးစစ်တစ်ကိုအတူအတည်ပြုလိုက်ပြီဖြစ်ပါတယ်။သူမှာအဓိကပန်းနဲ့တစ်ခုရှိပါတယ်။တစ်ခုကဂါဇာကမ်းမော်ဒေတာကိုပုံမထိန်ချုပ်ဖို့ဖြစ်ပါတယ်။ Israel တပ်ဖွဲ့တွေကနေမြေ30ရာခိုင်နှုန်းခန့်ဖြစ်တဲ့ Gaza Strip 1ကီလိုမီတာ60ကျော်ကိုထိန်ချုပ်ထားပြီးတော့ယခု Netanyahu ကပိုတော်မှလိုချင်နေပါတယ်။ဒုတိယချက်က ဂါဇာကမ်းမြောက်ကိုအပိုင်းခွဲဖို့ဖြစ်ပါတယ်။အစ္စရေးတပ်တွေကဂါဇာကိုအပိုင်းငယ်များခွဲဖို့အတွက်ဂျာခန်ဇုံများနဲ့ဇင်းကြံတွေကိုဖန်တီးဖို့ပဲဖြစ်ပါတယ်။မိုရာလန်ဂျောင်းဇင်းကြံအစ်စ်အစ္စရေးကမိုရာလန်ဂျောင်းလို့ခေါ်တဲ့ဇင်းကြံအစ်စ်တစ်ခုကိုဖန်တီးရန်စီစဉ်ထားပါတယ်။၎င်းကဂါဇာမှာရှိတဲ့တတိယမြောက်အဓိကဇင်းကြံဖြစ်လာလိမ့်မယ်ဖြစ်တယ်။နောက်ဇင်းကြံတစ်ခုကမြောက်ဘက်မှာရှိတဲ့နာဇရင်းဇင်းကြံ ဂါဇာစီးတီးကိုဝင်ရောက်မဲ့လမ်းကနေပြီးတော့ထိန်းချုပ်ထားဖို့အတွက်ဖြစ်ပါတယ်။နောက်စင်းကြံတစ်ခုကဖီလာဒဲဖီးယားစင်းကြံအဲတောင်ဘက်မှာရှိတဲ့အီဂျေရဲ့နေဇာတဆော့ဖြစ်ပြီးတော့ရာဖာဒီတာပြန်ကနေဖြစ်ပါတယ်။အဲ့ဒီကဝင်မဲ့နေရာကိုသူတို့ထိန်းချုပ်ထားဖို့အတွက်ဖြစ်ပါတယ်။မိုရာလမ်းကြောင်းကတချိန်ကဂျူးအခြေချနေရာကနေရာဖြစ်ခဲ့ပြီးတော့ရာဖာနဲ့ကန်ယူနစ်အကြမ်းမှာရှိနေပါတယ်။အစ်ဇွေးကဒဇကံများထပ်မံလုပ်ပြန်ဟာမတ်စ်ကိုဖိအားပေးဖို့အတွက်၎င်းတို့တို့ကိုအသုံးပြုလို့ ကြပါလေစစ်ပွဲရဲ့ကုန်ကျစရိတ်ဒီစစ်ပွဲကဆက်စစ်လာကြောကြာမြင့်ခဲ့ပြီဖြစ်တယ်ဂါဇာမှာအကြီးအကျယ်ပျက်စီးနေတယ်ပါလက်စတိုင်း9000ကျော်တည်ဆုံးခဲ့ပြီးလူပေါင်းတသန်းကျော်ဟာနေအိမ်အောင်ဆုတ်ခွာပြီးတော့အိုးမဲ့အိမ်မဲ့ဖြစ်နေကြပါလေဟာမတ်စပွဲကဆက်လက်လှုပ်ရှားနေပြီးအစ္စရေးနိုင်ငံအတွင်းကိုဒုံးကျည်မှန်းတဲ့ဆက်လက်ပစ်ခတ်နေစေဖြစ်တယ်အစ္စရေးကလည်းဒသကအများပြောက်ကိုဟာမတ်တို့ကဆက်လက်ထိန်းသိမ်းထားစေဖြစ်ပါလေဆိုတော့နေတယာဟူရဲ့အစီအစဉ်ကို စန့်ကျင်မှုတွေကြီးထွားလာနေပါတယ်။ဒီဇွေးအများပြားကနတ်တန်ယာဟုရဲ့စစ်ပြူဟာတိတ်ကိုစန့်ကျင်ကြပါတယ်။တစကံမိသားစုတွေရတဲ့တိုက်ပွဲများပိုများလာမဲ့အစားတတမန်နီလန်းနဲ့ဖြည့်ဆင်းဖို့တောင်းဆိုကြပါတယ်။တစကံတူရဲ့ဆွေမျိုးတူကဘယ်လိုပြောလဲဆိုရင်စစ်တပ်ရဲ့လှုပ်ဆောင်ချက်ကတစကံတွေအတွက်ကြီးမားတဲ့အန္တရာယ်တစ်ခုပါ။အဲ့ဒါကကျွန်တော်တို့ကိုအသက်ဆုံးဆုံးစေနိုင်ပါတယ်။တန်ခင်းတမန်ခင်းအရာတော့စစ်မဖြစ်ပဲစစ်မဖြစ်ဖို့လိုပါတယ်။အမေရိကန်ပြည်ထောင်စုက ဒေတာတွင်း၌၎င်းရဲ့စစ်အင်အောက်ကိုတိုးမြင့်ခဲ့ပါတယ် F35 ကိုပြောက်ဂျက်လင်းတွေရောက်ရှိလာတယ်ဒုတိယလေယာဉ်တင်တမောကယခုအခါပင်လယ်နေကိုရောက်ရှိနေပြီဖြစ်တယ် B2 ကိုပြောက်ဘုံဂျက်လင်းတွေကိုအိန္ဒိယတမောတရားမှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်း Diego Garcia မှာတပ်ဆွဲထားပြီးဖြစ်ပါတယ်အဆိုပါလောရကဟူတီတပုံများရဲ့ချိန်ချောင်းမှုကိုရပ်တန့်ရန်နဲ့အီရန်တို့ကိုတည်င်းစကားပြပို့ရန်ဖြစ်ကြောင်းအမေရိကန်ကပြောကြားခဲ့ပါတယ်ဆိုတော့ဒါကအစ္စရေးက အခြားသောချင်းချောင်းမှုများကိုစိုးရင်စရာမလိုပဲဟာမတ်စ်ကိုသာတိုက်ခတ်ရန်အာယုံဆိုင်ရန်လိုတယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်ဒီစစ်ပွဲကဘရော့ပြီးမလဲဆက်စစ်လာကြခဲ့ပြီးတိုက်ပွဲတွေအပြီးမှာချင်းတွေကအရင်တိုင်းပါပဲတောင်ပေါင်းများစွာတည်ဆုံပြီးတန်ပေါင်းများစွာဒုက္ခရောက်ကြတယ်စစ်ပွဲကလည်းဆက်လက်ပြီးဖြစ်ပွားနေစေဖြစ်ပါတယ်ဒီတန်တရားဘယ်လောက်ကြာမလဲ